အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ online channel ကနေအကြည့်တပါးပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ single ဖြစ်ရချင်းရဲ့အကျိုးကျေးဇူးရှိချက်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်လောကကြီးမှာဘယ်အရာမဆိုအကောင်းနဲ့အဆိုးလုံသွေးနေတာဖြစ်ပါတယ် relationship ရှိတဲ့ဘဝတွေမှာလည်းပျော်စရာတွေချီးနှူးစရာတွေရှိတယ်လို့ စိတ်ညစ်စရာတွေဝမ်းနည်းစရာတွေလည်းရှိတတ်ပါတယ်။ဒါပေမဲ့ single like ကတော့ relationship like ထက်ဆိုင်ရင်ဂျင်းဒီပေါ့ပူပြီးတော့ပျော်စရာကောင်းပါတယ်။တကယ်လို့ single ဖြစ်နေရတာကိုစိတ်ညစ်နေတဲ့သူရှိရင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးပါ။ single ဖြစ်နေရတာက ကိုယ့်အတွက်ကောင်းကျိုးတွေ အများကြီးရှိနေပါတယ်။ နံပါတ်၁ကိုကိုကိုရှားတွေ့သွားတယ်ချစ်တူရှိတဲ့သူကကိုဘဝကိုမင်းနေတာပါတယ်တရားရာခိုင်နှုန်းမဟုတ်ရင်တော့အနည်းဆုံး50ရာခိုင်နှုန်းကတော့ချေရသူကကိုဘဝမှာနေရာယူထားပါတယ်ကြာလာတော့ကိုကိုကိုချစ်ဖို့လဲမေ့လာပါတယ်ကိုကိုကိုပြုတ်ဆိုင်ဖို့မေ့လာတယ်နာပေမဲ့ single တွင်ကတော့ကိုယ့်ဘဝကိုရှာတွေ့ကြတဲ့အတွက်ကိုယ့်ကိုယ်ကိုပုံပြီးတော့ချစ်နိုင်တယ်ပုံပြီးတော့အယူဆိုင်နိုင်တယ်ပုံပြီးတော့တောင်းဖို့ထားနိုင်ပါတယ်ဒီလိုနဲ့ဘဝကအကောင်းဖက်ကိုပုံပြီးတော့ဥတည်သွားပါတယ်နံပါတ်2အချင်းကုံတာတက်တာသွားတယ်ချစ်သူရှိတဲ့သူဟာချစ်သူအတွက်အချင်းတွေအများကြီးကုန်ပါတယ်အပြန်အလှန်စားပြီးကိုရတယ် ခုံးတွေအကြာကြီးပြောရတယ်ချစ်စကားလွမ်းစကားတွေဆိုရတယ်ချင်းသွေးရတယ်ဒီကြားထဲမှာရန်ဖြစ်ပူတော်ဆိုပါပြတယ်အချင်းတွေအများကြီးစိတ်ဒုက္ခရောက်နေရတယ်ပြန်ချော့ဖို့စိတ်ဆိုးပြန်ပြီးဖို့အချင်းတွေယူရတယ်စင်ဂယ်တွေမှာတော့ဒီလိုအချင်းပေါ်စရာတွေဘာမှမရှိပါဘူးနံပါတ်2 စိတ်ပိုင်းဆိုင်ရာပူချမှလည်းချစ်သူရှိတဲ့သူတွေဟာအနည်းနဲ့အများတော့စိတ်ချမှရေးကိုထိခိုက်ပါလေချစ်သူနဲ့ပတ်သက်ပြီးအတွေးလွင်ရတယ်ချစ်လွန်းတော့မကောင်းတဲ့အမြင်တွေပုံမြင်မိပတ်ပါလေတဝန်တုံမှုစိတ်မချမှုတွေရှိတယ် depression တွေဝင်လာတတ်ပါလေစိတ်ချမ်းမရေ ချီခိုင်းဆရာအခြေအနေတွေက relationship လိုက်မှာအများကြီးရှိနေပါတယ် single လိုက်မှာမရှိပါဘူးဒါကြောင့် single တွေကစိတ်ပိုင်းဆရာမှာပူပြီးတော့အာမံပါတယ်နံပါတ်2ပူပြီးတော့လွတ်လပ်ပျော်ရွှင်ရတယ်ချစ်သူဘဝမှာအနည်းနဲ့အများတော့လွတ်လပ်ခွင့်ဆုံးရှုံးတတ်ပါတယ် တွားချင်းတလို့တွားခွင့်မရှိတလို့နေချင်းတလို့လည်းနေလို့မရပါဘူးတခုခုလို့ဖို့အတွက်ချစ်သူနဲ့အချာညီနိုင်တိုင်ပင်ရတယ်ခွန်ပြုတ်ချက်လည်းယူရတယ်အရစ်လည်းခံနိုင်တလို့ရန်တွေလည်းဖြစ်နိုင်ပါတယ်စင်ကာပူကမှာတော့ဒါတွေမလိုအပ်ပါဘူးကိုယ်ဘဝကိုယ်စိတ်ကြိုက်ဖြစ်ပါတယ်ပုံပြီးတော့လွတ်လပ်ပျော်ရွှင်ရပါတယ် နံပါတ်5ဝေကုံလဲတက်တာပါတယ်ချစ်တူဘဝမှာအနေနဲ့အများတော့အကုန်အချတွေရှိပါတယ်ချင်းတွေးတဲ့အခါတွာလာ စားတော့စရိတ်တွေရှိပါတယ် anniversary date တွေမှာအမတ်တရလက်ဆောင်တွေပေးရတယ်ကိုချစ်တူအတွက်ဝေပေးချင်တာတွေဖြစ်စီပေးချင်တာတွေလည်းရှိပါတယ် single တွေကတော့ ဒီလိုအကုန်အကျမျိုးမရှိပါဘူး။နံပါတ်9မိသားစုနဲ့တငယ်ချင်းအတွက်အချင်းပိုပေးနိုင်တယ်။မိသားစုဝင်တွေနဲ့တငယ်ချင်းကောင်းတွေဟာကိုယ့်ဘဝအတွက်တကယ်တန်ဖိုးအရှိဆုံးသူတွေဖြစ်ပါရဲ့။ဒါပေမဲ့ချစ်သူရှိတဲ့လူအများစုကသူတို့ကိုချစ်ဖို့အချင်းပေးဖို့မိနေတတ်ကြပါနဲ့။ ချစ်သူနဲ့အချင်းတွေကုန်နေတဲ့အတွက်သူတို့ကိုပေးစရာအချင်းမရှိတော့ပါဘူး single way ကတော့မိသားစုနဲ့တငယ်ချင်းတွေအတွက်အချင်းပို့ပေးနိုင်ပါတယ် number 6ခရီးတွေပို့ထွက်နိုင်တယ် single way ဟာလွန်လပ်တဲ့သူတွေဖြစ်ပြီးခရီးတွေလည်းပို့ပြီးတော့ထွက်နိုင်ပါတယ်ကြိုက်တဲ့အချင်းမှာကြိုက်တဲ့သူနဲ့ကြိုက်တဲ့ခရီးကို လွတ်လွတ်လပ်လပ်ခရီးထွေးနိုင်ပါတယ်။တငယ်ချင်းတွေ အများကြီးနဲ့ခရီးထွေးရရင်ဘုံလို့တော့ပြောစရာကောင်းပါတယ်။နံပါတ်၈ဘဝကိုတယောက်တည်းအလားဆုံးပုံဖော်နိုင်ပါတယ်။ single တယောက်ဟာကိုယ့်ဘဝကိုအကောင်းဆုံးထူစီပါတယ်။အိမ်မက်တွေရမန်းချက်တွေအတွက်ပို့ပြီးတော့စူးစမ်းပါတယ်။နေ့ရက်တိုင်းမှာ ပျော်ရွှင်အောင်ညီတယ်။စိတ်ညစ်စရာနေပြီးအဲ့ချင်းစားချင်းမအောင်မယုတ်ဆိုင်တယ်။အထအပါလေမယုတ်ဆိုင်တယ်ကျမ်းမာရင်လည်းကိုလိုက်စားကြပါလေ။ခြုံပြောရရင် single တွေဟာကိုဘဝကိုအကောင်းပဲရောက်အောင်ပုံမလုပ်နိုင်ကြပါလေ။ဖူးစာမိုင်းရှုံရဲလို့မရပါဘူး။ right time right on sending ရှိမလားဒီခေတ်ကြီးတော့ single ဘဝမှာအပျော်ဆုံးနေကြပါလို့တိုက်တွန်းချင်ပါတယ်အခုလောဆုံးချင်ကြည့်ရှုပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် see you in the next video